မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒေတာစံတော်ချိန်ဂျွန်လ9ရက်နေ့မွန်လွယ်ပိုင်းက American ပြည်အောင်စုမြို့တော် Washington DC တရုတ်တန်ယုံကိုမြန်မာအနယ်ဘွားတွေကဆန္ဒပြခဲ့ကြပါတယ်မြန်မာအရေးမှာပေါ်ပေါ်ထင်ထင်ငွေရောက်ဆုတ်ဖက်နေတဲ့တရုတ်အစိုးရရဲ့လုပ်ရက်တွေကိုရက်တန်းကနေရက်တန်းဖို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်ပစ်ခတ်တပ်ဖြတ်မှုတွေရဲ့နောက်ွယ်ကနေထောက်ပံ့ပေးနေတာတွေကိုရက်တန်းဖို့အတွက် ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြတာပါဂျွန်လာဇန်ကနေစတင်ပြီးအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့မြန်မာအနယ်ဘွားတွေဟာရောက်ရှိရာပြည်နယ်အသီးသီးကနေတရုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြတာတွေဇက်တိုက်ပြုလုပ်နေပါတယ်။ကမ္ဘာလုံးဆိုင်ရာစန့်ကျင်လှုပ်ရှားမှုကိုဖော်ဆောင်နေတာဖြစ်ပြီးတော့နိုင်ငံတကာကိုရောက်ရှိနေတဲ့မြန်မာတွေဟာရောက်ရှိရာနိုင်ငံတွေကနေတရုတ်တန်ယုံနေတဲ့သက်ဆိုင်ရာနေရာတွေကိုစန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါရဲ့ရှင်။ we are here we are queer ဆိုတဲ့အမည်ရတဲ့ queer feminist အမှုပညာပြပွဲတရက်ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်နေပါတယ်။စောမင်းသိမ့်ပြပို့ထားတာပါရှင်။ဒီပြပွဲဖွင့်ပွဲကိုတော့ဂျွန်လတရနေ့ကပြုလုပ်ခဲ့တာပါဒီပြပွဲဟာလိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ LGBTQ Pride Month ဖြစ်တဲ့ဂျွန်လမှာပြုလုပ်နေတာလည်းဖြစ်ပါတယ် ဒီပွဲကိုစီစဉ်သူတွေကတော့ဒါဟာထိုင်းနိုင်ငံရဲ့ပထမဆုံး queer feminist exhibition ဖြစ်တယ်လို့ဆိုကြပါတယ်။လိမ္မူအခြေပြုတန်းတူအခွင့်အရေးရရှိမှုကိုနားလည်တဲ့သူတိုင်းဘယ်သူကမဆို queer feminist လို့ခေါ်ပြီးဒီပြပွဲကလိင်စိတ်ခံယူမှုကွဲပြားသူတွေအပါဝင် အားလုံးကို queer feminist ကြောင့်နားလည်ဖို့ရည်ရွယ်တယ်လို့ပွဲစီစဉ်သူတွေကတယောက်ဖြစ်တဲ့ Ice ကပြောပါတယ်။ The queer feminist mean in this exhibition is mean everyone include women and men လက်ရှိချိန်မှာ queer နဲ့ LGBT အတိုင်းဝိုင်းကနေ့စဉ်နဲ့မျှပုံမှန်ကြီးထွားလာနေပါတယ်။သူတို့ကိုအချင်းချင်းပုံနာလေစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေများလာတဲ့အခါမှာတယောက်ချင်းစီမှာမတူကွဲပြားတဲ့ကိုယ်ပိုင်လက္ခဏာတွေရှိကြပါတယ်။ဒါကပြိပခါများစွာကိုဖြစ်စေပါတယ်။ဒါကြောင့်အချင်းချင်းစကားတွေပို့ပြောကြမယ်။ပို့ပြီးလေးလာစူးစမ်းကြမယ်။ပို့ပြီးနားလည်ကြမယ်ဆိုရင်ပုံငင်းချမ်းမယ်လို့မြင်မိပါတယ်။

queer feminist အနုပညာရှင်15ယောက်ရဲ့လက်ရာတွေကိုပြသထားတာလည်းဖြစ်ပါတယ်။ဒီအနုပညာပြပွဲကိုတက်ရောက်လာတဲ့မြန်မာလူမျိုးတယောက်ဖြစ်တဲ့မေကတော့ဒီပြပွဲကနေလွတ်လပ်ခြင်းအရသာတွေကို ခံစားရပြီးဒီလိုလွတ်လပ်တဲ့အရသာတွေကိုမြန်မာနိုင်ငံစီကိုလည်းရောက်သွားရင်ကောင်းမယ်လို့လည်းဆိုပါတယ်။ You can you can sense the freedom. freedom to express yourself. So you can also sense the bravery that you sense the bravery that ဒီပြပွဲကနေကိုကိုကိုဘသူဆိုတာကိုလွတ်လွတ်လပ်လပ်ဖော်ပြနိုင်တဲ့လွတ်လပ်မှုမျိုး ခံစားရတယ်။ပြီးတော့ရဲရဲမှုကိုလည်းခံစားရတယ်။ရဲရဲမှုကိုခံစားရတယ်ဆိုတဲ့နေရာမှာနောက်ထပ်ဘာကိုမှကြောက်စရာမလိုတော့ဘူးဆိုတာမျိုးကိုပါခံစားရတာပါ။ပုံကွယ်နေစရာမလိုတော့ဘူးပေါ့ဒီလိုလွတ်လပ်မှုမျိုးကိုမြန်မာနိုင်ငံစီတည်ဆောင်လာနိုင်မယ်ဆိုရင်တိတ်ကိုဝမ်းသာဖို့ကောင်းမယ်လို့ထင်ပါတယ် It would be it would be blast if we can bring this kind of essence of freedom back to where we are from Myanmar to Myanmar, and then that would be amazing. ဒီကူယာဖီမနစ်အနုပညာပြပွဲကိုတော့ဂျွန်လ15ရက်နေ့ထိထိုင်းနိုင်ငံချင်းပိုင်မြို့မှာရှိတဲ့ Sunspace Gallery မှာ ပြသသွားမှာဖြစ်ပါတယ်ကျွန်တော်စောမင်းသိမ်းပါဒဇာကန်အဖြစ်နဲ့ဂါဇာကိုခေါ်ဆောင်ခံခဲ့ရတဲ့ထိုင်းလူမျိုးဒဇာကန်နတ်တဘွန်ပင်တာရဲ့ရုပ်အလောင်းကို ပြန်လည်ရရှိကြောင်း Israel ကာကွယ်ရေးဝန်ကြီး Israel Cass ကဂျွန်လ9ရက်နေ့မှာပြောပါတယ် အစ္စရေးစစ်တပ်ဟာ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဟာမတ်စ်တီအစ္စရေးကိုဝင်ရောက်တိုက်ခိုက်ပြီးချိန်ကလေးကသူ့ရဲ့ရုပ်အလောင်းကိုပြန်ရခဲ့တာပါ။ပင်တာရဲ့ရုပ်အလောင်းကိုမူဂျာဟီဒင်တပ်မဟာလို့ခေါ်တဲ့ ပါလက်စတိုင်းစစ်သွေးကြအဖွဲ့ကတင်ဆက်ထားပြီးဂါဇာတောင်ပိုင်းရှိရာဖာဒေသကနေပြန်ယူခဲ့တယ်လို့ခက်စ်ကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံကသူ့ရဲ့မိသားစုဝင်တွေကိုလည်းအကြောင်းကြားထားတာဖြစ်ပါတယ်။စိုက်ပျိုးရေးလုံသားပင်တာဟာနေဆက်အနီးမှာရှိရဲ့ခက်စ်ပို့နီအော်စိုက်ပျိုးရေးရွာကနေပြန်ပြီးဆွဲခံခဲ့ရတာဖြစ်ပြီးတော့2023ခုနှစ်တိုက်ခိုက်မှုအတွင်းအဲ့ဒီရွာကလူ၄ဦးမှတဦးနှုံးသေဆုံးတာဒါမှမဟုတ်ဂါဇာကိုတစားကန်အဖြစ်နဲ့ဖမ်းဆီးခံရတဲ့ရွာလည်းဖြစ်ပါတယ်။ ဟာမက်စ်ဦးဆောင်တဲ့စစ်သွေးကြရီယာအစ္စရေးရဲ့လူအသေးပြောက်အများဆုံးနေ့ဖြစ်တဲ့2023ခုနှစ်တိုက်ခိုက်မှုအတွင်းမှာအစ္စရေးလူမျိုး1000ကျော်ကိုတပ်ဖြတ်ခဲ့ပြီးဒဇာကန်252တဦးကိုဖမ်းဆီးသွားပါတယ်။သူတို့တွေကဒဇာကန်55ဦးဂါဇာမှာကျန်နေသေးပြီးဒဇာကန်အယောက်20အသက်ရှင်နေသေးတယ်လို့အစ္စရေးအာဏာပိုင်တွေကယုံကြည်နေပါတယ်ရှင်။ DVV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ